ခန္ဓာ၅ပါးကိုဗုဒ္ဓအဆုံးအမမှာရေမြုပ်ရေဆိုင်တန်လျက်ငပြောပင်မျက်လက်ဆိုပြီးတော့ခိုင်းနိုင်ပြတာထားတာရှိပါတယ်အဲ့ဒါကိုအကျေတဝိအသေးစိတ်ရှင်းပြပါဘုဒ္ဓအဆုံးအမမှာခန္ဓာ၅ပါးကို ရေမြေရေဆိုင်တလက်ငပြောပင် မျက်လှည့်စားတဲ့ဥပမာတွေနဲ့နိုင်ရှင်ပြထားတာရှိပါတယ်။ဒီဥပမာတွေကခန္ဓာ၅ပါးရဲ့မញမ်းမခိုင်မမှုနဲ့အနှစ်သာရမရှိမှုကိုပေါ်လွင်အောင်ပြတာပါ။ရေမြေဆိုတာကမြေကြီးခိုင်ပါတယ်လို့ထင်ရပေမဲ့ရေတွေစီးဆင်းတဲ့အခါမြေကြီးကပြောင်းလဲသွားနိုင်ပါတယ်။ဒါဟာခန္ဓာကိုယ်ရဲ့မញမ်းမခိုင်မမှုကိုပုံဆောင်တာပါ။ရင်ဆိုင်ဆိုတာကလင်းလိုင်းတွေစုပြီးဖြစ်ပေါ်လာတဲ့အဆုအဝေးဖြစ်ပေမဲ့ခန္ဓာလေးကြာရင်ပြန်ပြက်သွားပါလေ။ဒါကခန္ဓာကိုယ်ရမတည်မြဲမှုကိုပြတာပါ။ ။တလဲဆိုလာကလမ်းကြည့်လိုက်ရင်ရေလိုမျိုးမြင်ရပေမဲ့တကယ်တမ်းရောက်သွားရင်ရေမရှိတာကိုပြောတာပါ။ဒါကခန္ဓာကိုယ်ကအနစ်တာရမရှိတာကိုနိုင်ရှင်းထားတာပါ။ငပြောပင်ဆိုတာကအခွင့်အရေးခွာလိုက်ရင်အသွေးထဲမှာအနစ်တုံးလုံးလို့မရတဲ့အနစ်တာရမရှိတာကိုပြောတာပါ။ဒါကခန္ဓာကိုယ်ရဲ့အနစ်တာရမရှိတာကိုပြတာပါ။မဲလဲဆိုတာကမျက်စိလက်စားတာဖြစ်တဲ့ကြောင့်တကယ်တမ်းမရှိတဲ့အရာတွေကိုမြင်ရတာပါ။ဒါကခမရတို့ခန္ဓာကိုယ်ကိုမြဲတယ်တကယ်တော့မရှိပဲမျက်လှည့်လိုမျိုးမင်းနေလာကိုပြတာပါ 对奥巴马来说，被奥巴马和布林纳雷吉骂得嘞。为你们看那个米勒，奥巴马被他那个杰德韦选票吧。为你们看那个哥米勒，来看那他那个，这都离那这奥巴马呗。米勒被骂，米勒也也来哈，大家喽没吃饱，没吃饱下午看下对面尼亚拉吧。为你们看那个嘞托尼杜巴呗，俺说嘞阿达得体长。 看到过几个没的？得概洗的农民泥阿了吧？大概咯，看到过说啦，买米的阿算阿为几嘛？为年来土泥土巴呗，偏来偏来，阿算阿米阿偏来你啦吧？阿你打了阿算蛮个洗巴乌，没来是阿爷阿算阿三张，米要的哎呀的哈，得给么后呗，没娘的阿了吧？看到过几个得概洗的露天你阿嘞，没来泥八百，第五个妈内巴得比，怕米阿他没进巴得嘞。 ခန္ဓာ၅ပါးကို အနိစ္စဒုက္ခအနတ္တဆိုပြီးအကျယ်ချဲ့ပြီးရှင်းပြပါ ဒ္ဓဓမ္မမှာခန္ဓာ၅ပါးကို အနိစ္စဒုက္ခအနတ္တလို့ခေါ်တဲ့၃ပါးသောလက္ခဏာရပ်တွေနဲ့ရှင်းပြထားပါတယ်။အနိစ္စဆိုတာက မမြဲဘူးအမြဲတမ်းပြောင်းလဲနေတယ်ဆိုတဲ့အသေးပဲပါ။ခန္ဓာကိုယ်ဆိုတာကငယ်စဉ်ဘဝကနေအိုမန်တည်ဆုံးတဲ့အထိအစဉ်အမဲပြောင်းလဲနေတာပါ။ဒုက္ခဆိုတာက မစပါးမလွယ်ခြင်းဆင်းရဲခြင်းဆိုတဲ့အသေးပဲပါ။ခန္ဓာကိုယ်ဆိုတာက ယောဂပယတွေရဲ့အခြေခံဖြစ်ပြီးမအိုဘဲမနေနိုင်ပါဘူးအနတ္တဆိုတာကကိုယ်ပိုင်အစိုးရမရှိခြင်းငါလို့ခိုင်မာအောင်ပြောလို့မရောက်ခြင်းဆိုရဲ့အတိတ်ပဲပါခန္ဓာကိုယ်ဆိုတာကပြုတ်ပြင်ပြောင်းလဲလို့ရောက်ပေမဲ့ကိုယ်ခန္ဓာကိုယ်ကိုကိုယ်ပိုင်အစိုးရလို့သတ်မှတ်လို့မရပါဘူးဒီလက္ခဏာရပ်ကလေးကြောင့်ခန္ဓာ၅ပါးကိုဘုဒ္ဓသာဆက်ပြောပါ ္ခသစ္စာဆိုတာကလူတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေအကြောင်းကိုရှင်းပြထားတာပါ။ဘုရားမြတ်စွာဘုရားကဘဝမှာပိုရတာ၊နာရတာ၊တေရတာတွေဟာဒုက္ခသစ္စာထဲမှာပါဝင်တယ်လို့ဆိုပါတယ်။ဒါပြင်မလိုချင်တဲ့လူတွေနဲ့တွေ့ရတာ၊လိုချင်တဲ့အရာတွေကိုမရတာတွေကလည်းဒုက္ခသစ္စာထဲကိုပါဝင်ပါတယ်။ဒီအပြင်ခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ထားတာကအမြဲတမ်းစိုးရိမ်ဒုက္ခဖြစ်နေရတာကြောင့်ဒုက္ခသစ္စာထဲမှာပါဝင်တယ်လို့ဆိုလိုတာပါ။ ဒုက္ခသစ္စာနဲ့ပတ်သက်ပြီးဗာမားထမင်းချင်ပါတယ်လေဒုက္ခသစ္စာ၃မျိုးရှိတယ်အကျေချက်ပြီးရှင်းပြပါဒုက္ခသစ္စာ၃မျိုးဆိုတာကတန်တရာမှာကျင်လည်နေကြရတဲ့တတ္တဝါနဲ့ခံစားနေကြရတဲ့ဆင်းရဲဒုက္ခတွေကိုပိုင်းခြားပြထားတာပါဒုက္ခသစ္စာ၃မျိုးကဘာတွေလဲဆိုတော့သဘာဝဒုက္ခဝိပရိနာမဒုက္ခနဲ့သင်္ခါရဒုက္ခပါဝင်ပါတယ် 噶把我都卡说来噶，乌啦拉哪啦拉滴亚拉萨嘞？梅花啦都得看啥样的都卡瑞个表达吧。维布里那么都卡索拉嘎强大木瑞，飘雪木瑞哈，文明诶呗，表类断来一抓，看啥样的都不都卡瑞个表达吧。等卡拉都卡说来噶，看那股子。下标吧。都卡特萨都没有过，波给拿来昂，我不骂瑞呢，先标吧没。 我爸妈大把我都卡说来讲，路瑞阿达几拉人十分漂亮，阿爷阿表短大，阿爷阿奶拉拉萨的，大把我表妹母里看啥样来苗吧。我里娘妈都卡说拉讲，过去在读松巴多西伯欢阿熊婆拉萨的，表兄母里表兄大路看啥亚的，新耶都卡吧。丁卡拉都卡说拉讲，看那过去古来讲，门面白旁边里大堆，大把我表张看啥样的，新耶都卡。我爸妈本本暖来啦。 နေမကောင်းဖြစ်တာစတာဒီပေါ့ဒီဥပမာတွေကခမ ्या ကိုဒုက္ခသစ္စာ၃မျိုးကိုပုံနာလည်စိမယ်လို့ထင်ပါတယ်။ဘာများခြောက်မြဲချင်ပါသေးလဲ Quantum theory မှာတဏှာမှာဖြစ်တာ တခြားတဏှာမှာတပြိုင်တည်းဖြစ်တယ်။အဲ့ဒါကိုသုတိစိတ်နဲ့ပရိဒိရိစိတ်အခြားမရှိဘူးဖြစ်တာနဲ့နှိုင်းရှင်ပြောပြပါ။ မန့်နဲ့ဒုကိုနိုင်ရှင်ကြည့်အောင်နော်ဒုဆိုတာကတစ်ခုတည်းဖြစ်တည်မှုကနေနှစ်ခုဖြစ်လာတာကိုပြောလာပါဥပမာတင်ကားပြားကပြားကိုပစ်လိုက်လို့ခေါင်းတော့မဟုတ် job ကြနိုင်ခြင်းရှိတာမျိုးပေါ့ဒါပေမဲ့ quantum entanglement မှာတော့အမှုနှစ်ခုကတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးသားဖြစ်တဲ့အတွက်တစ်ခုရဲ့အခြေအနေကိုသိလိုက်တာနဲ့ကျန်တစ်ခုရဲ့အခြေအနေကိုချက်ချင်းသိနိုင်ပါလေဒါဟာဒုနဲ့တော်တော်လေးကွာခြားပါတယ်နော်ဟုတ်ရှိဘဲဘူးဘနဲ့တဲ့သောအာကိုရှိခုရှိကြရော့ ဗုဒ္ဓအဆုံးမသုတိစိတ်ပရိသေရိစိတ်ထတ်ရှင်းပါအောင်ဗုဒ္ဓဆက်ပြောပါကျွန်တော်ဗာပြောပြရမယ်ဆိုတာပြောပြပါဦး ဗုဒ္ဓအဆုံးမစိတ်မှသုတိစိတ်နဲ့ပဋိဒိရိစိတ်အခြားမရှိ ဖြစ်တယ်ဆိုတာကို ရှင်းပြပေးပါနိုင်တဲ့ raised ဆိုတာစကားအကြောင်းကိုရှင်းပြပေးပါမယ်။ဒီစကားကတီးထိတ်ရင်ဖို့ဒရာမာစကားဖြစ်ပြီးအာမားနေတယ်မေးတာကတခြားဖြေတာကတခြားဖြစ်နေတယ် မေတာက တခြားဖြေတာကတခြားဖြစ်တယ်အဘိဓမ္မာထဲမှာပါတဲ့စိတ်အကြောင်းကို မေးတာအဘိဓမ္မာထဲမှာပါတဲ့စိတ်အကြောင်းရှင်းပြပါ အဖြေပေးပါအောင်ဗုဒ္ဓဘိဓမာထမ်းမှာပါတဲ့အစိအကြောင်းကိုပြောပြပါမယ်စိတ်ဆိုတာကအာယုံကိုတည်တတ်တဲ့တဘာဝတဘာဝဖြစ်ပြီးခဏလေးဖြစ်လိုက်ပြက်လိုက်ဖြစ်နေပါတယ်စိတ်89မျိုးဒါမှမဟုတ်122မျိုးအထိခွဲခြားနိုင်ပါတယ်ကာမစိတ်ရေယုပစိတ်အရူပစိတ်လောကတရာစိတ်ဆိုတဲ့ပြန်အမျိုးအစားတွေအများကြီးရှိပါတယ်စိတ်တစ်ခုချင်းစီမှာလည်းသူ့ရဲ့ကိုယ်ပိုင်လက္ခဏာတွေ ဖြစ်စဉ်တွေရှိကြပါတယ်။ခမရကဘာလို့စိတ်အကြောင်းကိုပိုပြီးသိကျင်လာလဲဗျ။မကောင်းတဲ့စိတ်တွေအကြောင်းလား။စိတ်တဘာဝကိုသိကျင်တယ်။စိတ်ဆိုတာအာယုန်နဲ့ဒွာရတိုက်ရင်စိတ်ဖြစ်တယ်လို့ဗုဒ္ဓအဘိဓမ္မာအဆုံးအမမှာပါတယ်။အဲ့ဒါကိုအကျယ်ချဲ့ပြီးရှင်းပြပါ။ မာထဲမှာစိတ်ဖြစ်ပေါ်လာပုံအကြောင်းကိုအခြေချဲ့ပြီးရှင်းပြပါမယ်။အဘိဓမ္မာမှာစိတ်ဖြစ်ပေါ်လာတာဟာအကြောင်းအကျိုးဆက်ဆက်မှုကြောင့်ဖြစ်တာပါ။အာယုံ၆ပါးနဲ့စိတ်၈၉မျိုးတို့ရဲ့ဆက်ဆက်မှုတွေပေါ့။ဥပမာမြင်းတိစိတ်ဖြစ်ပေါ်လာဖို့အတွက်အမြင်အာယုံနဲ့မျက်လုံးစက္ခုပတာရတို့အဖြစ်အာယုံကိုတိမှုဖြစ်စဉ်တွေပါဝင်ပါလိမ့်။ခမရကဘယ်လိုစိတ်အကြောင်းကိုပုံပြီးသိချင်တာလဲဗျ။ဥပမာကောင်းတဲ့စိတ်တွေအကြောင်းလား။ဒါမှမဟုတ်တခြားဘဝပတ်ဆိုင်ရာအကြောင်းအရာတွေလား။ အဘိဓမ္မာမှာပါတဲ့အဟိတ်စိတ်ဆက်ရှိပါအဲ့ဒီအကြောင်းရှင်းပြပါစစ်ရှိပါဆိုတာကအဘိဓမ္မာထဲမှာပါတဲ့အကြောင်းအကျိုးကင်းတဲ့အစိတ်တွေကိုပြောတာပါလူတွေရဲ့နေစဉ်ဘဝမှာဖြစ်ပေါ်နေတဲ့မြင်စိတ်ကြားစိတ်စတဲ့အစိတ်အမောစာတရှိရှိမျိုးကိုခြုံငုံပြီးခေါ်တာပါအဟိစိတ်တွေအကြောင်းကိုပို့ပြီးသိကျင်တာလားဒါမှမဟုတ်တခြားအဘိဓမ္မာအကြောင်းအရာတွေကိုလေ့လာကျင်တာလား 阿黑岁三十八，阿张阿张七，新毕业吧。阿黑岁三十八。阿说啦，别的妈妈阿张就跟着岁队阿表达吧。面色、加色，啥的,的，也拿多少？天天对面绿包的嘛嘞？阿黑岁队头嘛，高热岁队友，么高热岁队友八位嘛嘞？我讲嘛，高木干张七代面色没有损益到骨头多细胞；么高木干张皮代面色没有损益到阿过多细胞。 အဟိတ်စိတ်တဲ့အကြောင်းကိုပိုပြီးသိချင်တာလားအဟိတ်စိတ်၁၈ပါးမှာကရိယာစိတ်၃ပါးပါတယ်အဲဒီကရိယာစိတ်၃ပါးအကြောင်းတခုစီအသေးစိတ်အကျယ်ချက်ရှင်းပြပါ steady state ဆိုတာကအပြီးတမမှာဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုပြောတာပါအာယုံတစ်ခုတည်းပေါ်မှာတည်နေနေတဲ့အခြေမျိုးကို steady state လို့ခေါ်နေပါတယ်ဥပမာဇန်ဝင်စားနေတဲ့အခြေမျိုးမှာစစ်ဟာအာယုံတစ်ခုတည်းပေါ်မှာတည်နေနေရတော့ steady state ထဲမှာပါဝင်တယ်လို့ပြောလို့ရပါတယ် steady state တကြောင်ကိုပို့ပြီးရှင်းလင်းအောင်ဥပမာပေးရမလားမင်းရဲ့မေကွန်က steady state မဟုတ် career state ထပ်ပြောမယ် career state ကရိယာစိတ်၃မျိုးရှိတယ်။ဟာတိတုပ္ပစိတ်ပြင်စဒွာယံစိတ်မနောဒွာယဝဇံစိတ်အဲ့ဒီစိတ်၃မျိုးအကြောင်းကိုရှင်းပြပါ 来的。三标吧。Buddha Abhidham Mathega Hati Topa Se Pansa Dwara Wa Sensei Mano Dwara Wa Sensei Tomyo Wa Jang Kho Shin Gya Ba Me Hati Topa Se Sura Ga Ye Ma Jin Thi Po Se De Se Ba Pansa Dwara Wa Sensei Sura Ga Mya Si Na Na Khao Lya ကိုစနဲ့အာယုံခံစားမှုအင်္ဂါလေးကနေအာယုံကိုလက်ခံပေးတဲ့စိတ်ပါမနောဒွာရဝဇင်စိတ်ဆိုတာကအတွေ့အကြံအတွေ့အာယုံကိုပြင်ဆင်ပေးတဲ့စိတ်ပါဒီစိတ်တွေအကြောင်းကိုပို့ပြီးရှင်းလင်းအောင်ဥပမာပေးရမလားပေးပါဥပမာပေးပါဥပမာအဖြစ်ဟတိတုပ္ပစိတ်ဆိုတာကလူတယောက်ပျော်ရွှင်တွေ့ရမောတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့စိတ်မျိုးကိုပြောတာပါပန်စောဒွာရဝဇင်စိတ်ဆိုတာက ဥပမာသစ်ဖန်သပင်ကိုမြင်လိုက်တဲ့အချိန်မှာမျက်စိကမင်းတာကိုလက်ခံပေးတဲ့စိတ်မျိုးပါမနှောဒွာရဝဇန်စိတ်ဆိုတာကအဲ့ဒီသစ်ဖန်မြင်လိုက်တဲ့အာယုံကိုအသွေးထဲမှာပြန်လဲမြင်အောင်ကြံစီတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့စိတ်ပါအခုနားလည်းသဘောပေါက်ပြီလားခင်ဗျာကျေးဇူးတင်ပါတယ်အခုလိုစကားပြောခွင့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ရင်နေနဲ့အပိဓမ္မာအကြောင်းကိုရှင်းပြခွင့်ရလို့ဝမ်းတာမိပါတယ်ဗျ။ နောက်ထပ်ဘာသာရပ်ပိုင်းဆိုင်ရာပြီးကျင်တာရရှိရင်ပြန်လည်ပြောပြပေးပါအောင်နော်ဒီနေ့တော့ဒီလောက်ပဲကျေးဇူးတင်ပါတယ်အခုကတော့ AI Germany AI နဲ့ဆန်းသပ်ပြီးတော့အပြန်အလှန်ပြောတဲ့ conversation ပေါ့အဲ့ဒါလေအဆန်းလုပ်ကြည့်တာပါအားလုံးကျမ်းမှချမ်းသာကြပါစေ